မအောင်ဆုံးကလေးတွေနှာခေါင်းတွေရှင်လာပြီဆိုရင်မကြောက်ဘူးမလန့်ဘူးတိတိညင်ညီလေးပြောပြီးတော့အနားမှာနေပြီးပါပြီးရင်ကလေးကိုခက်မမက်လေးထိုင်ခံပြီးတော့ရှစ်ဖယ်ကိုနည်းနည်းလေးငုံငိုင်းလာပြီးပါနောက်လှန်လိုက်လို့ရှိရင်ဒီနှာခေါင်းတွေကပါဇက်ထဲကိုပြန်ရောက်သွားပြီးတော့ပါဇက်ထဲကထွက်လာတာမျိုးဆိုကလေးတွေပိုလန့်လာတဲ့အချိန်မှာနှာခေါင်းတွေကပိုရှင်လာတတ်ပါတယ်အရှိုံနည်းနည်းလေးငုံသွားပြီးသွားတဲ့အချိန်မှာဒီနှာရိုးနဲ့ဒီနှာခေါင်းဆက်ကြနေရာလေးပေါ့နော်အဲ့နေရာလေးကိုလက်မနဲ့လက်မလက်ညှိုးလေးနဲ့ပေါ့နော် တည်တည်ချာချာလေးကို10မိနစ်တည်တည်လောက်ကိုဖိထားပေးပါဒီ10မိနစ်မပြည့်ခင်မှာတိတ်သွားပြီလားဆိုတဲ့ဟာမျိုးကိုသိအောင်ဆိုဖုံးဖုံးကြည့်တာမျိုးမလုပ်ပါနဲ့ပလေးကြီးတွေဆိုရင်ကိုယ်တိုင်လုပ်နိုင်ပါတယ်ဒီခက်အေးအေးလေးတိုက်ပြီးနိုင်ပါတယ်ရေးအေးစိန်ထားတဲ့အဝတ်ကိုပုံထားပေးနိုင်ပါတယ်ဘလူးအချိန်မှာခေါင်းသေးရှန်တဲ့ကလေးကိုစိတ်ဝင်စားကန်ကိုခေါ်သွားမလဲပေါ့နော်တနည်းအောင်ကလေးတွေမှာနှာခေါင်းသေးရှန်လို့ရှိရင်ဒါမျိုးဖိထားတာလေးက7မိနစ်ကိုနှစ်ချိန်ပေါ့နော် မိနစ်20တီတီဖြည့်ထားရဲ့ဒါနဲ့လုံးဝမတိတ်သေးဘူးဆိုလို့ရှိရင်မိသားစုမျိုးတွေမှာသူယောဂါတမျိုးမျိုးရှိတယ်ဆိုရင်ရက်ဆက်လာဆန်းနှာခေါင်းရှင်နာမျိုးဖြစ်တယ်ဆိုရင်ကလေးရဲ့အရေးပြားမှာပါအညူအမဲအကွက်အကွက်တီထွက်လာတာမျိုးကလေးကဖြူဖြော့အားနေနေတာမျိုးဆိုရင်သူရနေတဲ့လက္ခဏာတွေဖြစ်တဲ့နှုံးတာငူးတာဖြူဖြော့တာအားနေနေတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုရင်တေယုံစေကံကိုချက်ချင်းခေါ်ဆောင်ပါပြရမှာဖြစ်ပါတယ်အားလုံးအဆင်ပြေပါစေ